်စိတ်ရချမ်းသာခြင်းကိုယ်ယူချက်မှခြင်းတို့နဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစုမုံကောင်တောင်းရင်းနေပဲကျမတို့ရဲ့ revision presentation လေးကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ကျမတို့တငယ်ချင်းအဖွဲ့ဟာကြီးတွဲမြန်မာစာရဲ့အခန်းနှစ်အဖက်ရွတ်သင်ခန်းစာမှာပါရှိတဲ့အရသာကြီးချမ်းဆက်သည်ဆိုတဲ့သင်ခန်းစာလေးကိုတငယ်ချင်းတို့ဆောင်းပွဲဖြေတဲ့အခါမှာအလေးအကျင့်ရသွားအောင်လို့ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ အရင်ဆုံးသင်ကန်းစာဖတ်ကိုသွားခင်မှာကျမတို့ရဲ့အဖွဲ့ဝင်လေးနဲ့မိတ်ဆက်ပေးပါရစေရှင်။သူတို့ကတော့ 0FDOY ကျမ 5NFKJ နဲ့ AVWKA လို့ပဲဖြစ်ပါတယ်ရှင်။ကျမတို့တငယ်ချင်းတို့ရောက်ကတော့ဒီသင်ခန်းစာလေးကို topic ခွဲလေးနဲ့ချိတ်ဆက်ပြီးတော့တငယ်ချင်းတို့စီကိုမျှဝေပေးတောင်းပါရဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ဗာ topic လေးလေးဆိုတာကိုကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့စာစုမိတ်ဆက်၊ကြပြအမျိုးအစား၊ကြပြ၊ကြပြရဲ့အတိတ်ပဲ ကပြားရဲ့အဆိုလိုရင်ခက်စစ်အလင်ကရတ္တဂုံနောက်ဆုံးအနေနဲ့တငယ်ချင်းတို့လေ့ကျင့်လို့ရအောင် နမူနာမိကွန်းတချို့ပါထည့်သွင်းပေးထားပါတယ်ရှင်။ကဲဒါဆိုရင်ပထမဆုံး topic လေးဖြစ်တဲ့စာဆိုမိဆက်စီကိုတွားလိုက်ကြရအောင်။စာဆိုမိဆက်မှာတော့ဒီအရသာကြီးခြံဆက်သည့်ကပြားကို ရေးသားခဲ့တဲ့သူကတော့ဆရာကြီးဘူဝဇီယာပဲဖြစ်ပါတယ်။ဆရာကြီးဘူဝဇီယာဆိုရင်မြမပထမဆုံးသတင်းစာဆရာအနေနဲ့လည်းလူသိများကြပါတယ်။ ဆရာကြီးကိုကုန်းအောင်ခင်ရဲ့ကူးစက်မြောက်ပြီးပကံမင်းလက်ထက်မြမသက်ကလေး1130ပြည့်နေတကူးလာပြည့်ကျော်၄ရက်ဘုဒ္ဓဘူးနေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဆရာကြီးရဲ့မိဘနှစ်ပါးကတော့အပါမင်းလာရာဇာပွဲကံတနစီရေးကြီးဦးထွန်းနဲ့အမိဒေါ်ခိုးလိုပဲဖြစ်ကြပါတယ်။ဆရာကြီးရဲ့ငယ်မီယာဆိုရင် မောင်လင်းဖြစ်ပြီးတော့မင်းနှုတ်မိနဲ့လည်းငယ်မီတူပါတယ်။ဆရာကြီးရဲ့ရှင်သာမဏေဘွဲ့အမိကတော့ဝစီရပဲဖြစ်ပါတယ်။ ဆရာကြီးဟာဆိုရင်ငယ်စဉ်ကလေးကကပြစာပေရေးဖွဲ့ခြင်းကိုဝါသနာထုံးခဲ့သူဖြစ်ပြီးတော့ဆရာကြီးရဲ့ဖခင်ကိုယ်တိုင်ငငယ်ကလေးကနေအိမ်မှာပြီးတင်မုံကြီးမင်္ဂလာတုံလောကနေရီတို့ကိုတင် जा ပေးခဲ့ပါတယ်အသက်73နှစ်သားအရွယ်ကိုရောက်လာတော့အမရပူရာမျိုးတော်မြောက်ပတ်ခံပင်ကန်တိုက်ရှိဦးကြီးတော်အရှင်သာကရထံမှာတရာကြီးအဆရှိတဲ့ကျန်းကန်စာပေများကိုတင်ယူခဲ့ပါတယ်အသက်76နှစ်သားအရွယ်မှာတော့ခေမကန်တိုက် ဥပ္ပန္နိဒာထံမှာဆက်လက်ပညာသင်ကြားခဲ့ပါတယ်။အဲ့ဒီဆရာတော်ထံမှာပဲဆရာကြီးဟာရှင်သာမဏေပြုခဲ့ပါတယ်။ပြီးတဲ့နောက်တတိယညောင်ကန်ဆရာတော်ကိုယ်ဝိလက္ခဏာအဓိပ္ပိနိစရာနိုင်ငံသားဝင်တော်မင်းဦးချိန်ညိုစီမှာဘူဒ္ဓအဖျားပြားကိုလေးလာစီပူခဲ့ပါတယ်။အသက်26နှစ်အရွယ်မှာလူဝတ်လဲခဲ့ပြီးတော့ဦးကြီးအရင်ဖြစ်သူနန္တာနန်းခုံမင်းဦးနင်းကိုကိုကြီးကရှစ်ပတ်စီရင်လုပ်ကင်ပြီးရင်ဓမ္မသက်ရသက်သက်များကိုလေးလာခွင့်ရခဲ့ပါတယ်။ တက္ကရာ1236ခုနှစ်တွင်စတင်ထုတ်ဝေသောရေသနာဘုံနေပြည်တော်သတင်းစာတွင်ကင်းဝင်းမင်းကြီးလက်အောင်၌ဝင်ရောက်လှုပ်လှကန်ရာနေပြီးတော့ဆရာကြီးဘုဝစီအားဆိုရင်ပို့ပြီးတော့ထင်ရှားလာခဲ့ပါတယ်။တက္ကရာ1240ခုနှစ်မှာတော့ဆရာကြီးရဲ့လက်မှာအနာပေါက်ခဲ့တာကြောင့်ခွင့်ယူခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းနုံမင်းကြီးနဲ့ရဆန်သွားသဖြင့်နန်းရီရှုပ်ထွေးလာတာကြောင့်ဖခင်ပြည်သူကဘုဝစီအားကိုအလုထွက်ခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘုဝစီအားအလုထွက်ပြီးတော့ဖခင်ရဲ့ဇာတိဖြစ်တဲ့ ရွှေဘုံနဲ့စီပုတ္တရာအနီးမှာရှိတဲ့ရှားတော့ရွာမှာဖခင်နဲ့အတူတွားရောက်နေထိုင်ခဲ့ပါတယ်။အဲဒီနောက်မန္တလေးမြို့မှာတရေချက်ခေါ်ခွန်သမားရီအလုပ်ကိုလင်းနှင်ခန့်လုပ်ကိုင်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရဟန်းတန်ဃာတော်ရဲ့ဖေချာတောင်းပန်ချက်အရာ စားတော်ရွာမကြီးပင်ရွာတို့မှာစာပေပို့ချတင်ကြားပေးခဲ့ပါတယ်။ထိုမကြီးပင်ရွာ၌နေထိုင်စဉ်မှာပဲအသက်36နှစ်အရွယ်ဆရာကြီးဖိုးဝစီအားဆိုရင်မကြီးပင်ရွာသူ အသက်18နှစ်အရွယ်မထိန်နဲ့အကြောင်းပါခဲ့ပြီးတော့တာသမီ3ဦးထွန်းကားခဲ့ပါတယ်။ဇားတောင်ရွာအကြောင်းတကာရဲ့ဖိတ်ကြားချက်အရဇားတောင်ရွာရဲ့နေထိုင်က စာပေပို့ချပေးခဲ့ပါတယ်။ ဆရာကြီးရဲ့တာကြီးဖြစ်သူကယဟန်ဝေရကျောက်ပနဲရွာဘုန်းကြီးကျောင်းတွင်ကျောင်းတိုင်ဖြစ်လာခဲ့ပြီးတော့အသက်အရွယ်ကြီးရင်လာတဲ့ဖခင်ဖြစ်သူဆရာကြီးဘိုးဝစီရကိုကျောင်းသူခေါ်ယူကပြုစုဆောက်ရှောက်ထားခဲ့ပါတယ်။ဆရာကြီးဘိုးဝစီရလည်းကျောက်ပနဲရွာဘုန်းကြီးကျောင်းတွင်အေးချမ်းစွာတရားအထုတ်နေထိုင်ရင်းတက္ကသိုလ်1998ခုနှစ်တပေါင်းလပြည့်ကျော်တည့်ရက်အင်္ဂါနေ့တွင်ကွဲလွန်အနှိမ့်စာရောက်ခဲ့ပါတယ်။ဆရာကြီးဘိုးဝစီရဆိုရင်ရေသနာပုံသတင်းစာအက်ဒီတာဘိုးဝါမှာ လင်္ကာသကပိနှုတ်ထွေယောဟန်ဖြစ် စာများရေးသားခဲ့သူလည်းဖြစ်ပါသည်။ဆရာဖြစ်သူ ဥပန္ဒိတာကတခါလိုက်ခဲ့တော့ဇရက်ကဲဘာသာချီလွန်ချင်းရည်ဒီကိုရှင်ဝဇီရကလည်းဤအရောက်ခတ်ပါပြီးမြောက်ဘက်ကဲရူရွာချီလွန်ချင်းကိုရုတ်ချီဖွဲ့ဆိုလိုက်ကြောင်းမဟာဆွေရဲ့ဖိုးဝဇီရအထုပ်ပတိတွင်ဆိုထားရာကိုတွေ့ရပါသည်။ ယခုပြောပြသွားတဲ့အကြောင်းအရာတွေကတော့ကျမတို့သင်ငန်းဆောင်မှာပါရှိတဲ့စာစုမိစေရဲ့တစိတ်တပိုင်းပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်နောက်ထပ် topic လေးတစ်ခုဖြစ်တဲ့ကဗျာအမျိုးအစားကိုသွားလည်ကြရအောင်။ကဗျာအမျိုးအစားအနေနဲ့အရသာကြီးချမ်းဆက်သည့်ကဗျာရဲ့ကဗျာအမျိုးအစားကတော့လွမ်းခြင်းပဲဖြစ်ပါတယ်။ ရန်ချင်းတွေကိုကုန်းမောင်ခေဦးပိုင်အလောင်းမင်းတရားကြီးလက်ထက်မှာစတင်ပေါ်ပေါက်ခဲ့တယ်လို့ပညာရှင်တွေကယုံကြည်ကြပါတယ်။ရန်ချင်းဟာဆိုရင်တန်းတန်းချင်းကဲ့သို့ပဲရန်စုပ်ပွဲကောင်းတဲ့ဒေသနဲ့ဖွဲ့ဆိုထားတဲ့တိကျပြအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။သူတို့မှာဆိုရင်အချိုးနှတွဲပါလိရှိပြီးတော့တလုံးချိတ်ကာယံကိုအသုံးများကြပါတယ်။အချိုးတစ်ခုစီရဲ့အဆုံးမှာလည်းလေးနဲ့အဆုံးတလီရှိကြပါတယ်။ထင်ရှားတဲ့လွမ်းချင်းရေဖွဲ့သူတို့ကို ပြောရမယ်ဆိုရင်စာစုဦးအေး အိမ်ရှိမိဖုရားလှိုင်းထိတ်ခေါင်တိတာဝုထိဦးကြီးတို့ပဲဖြစ်ကြပါတယ်တာဝုထိဦးကြီးရဲ့လွမ်းချင်းနေရာဆိုရင်လူကြိုက်အများဆုံးနဲ့အထင်ရှားဆုံးပဲဖြစ်ပါတယ်ဝေါ်မူကြီးဦးချုံရဲ့ခနိုင်ဆစီကချီလွမ်းချင်းကိုလည်းအကောင်းဆုံးလွမ်းချင်းလို့လည်းသတ်မှတ်ထားကြပါတယ် အရသာကြီးခြံစသည်ဆိုတဲ့ဒီလွမ်းချင်းကပြားလေးရတော့ညီယာဟင်းကောင်းဆိုတဲ့အတိုင်းရတာလေးနဲ့ဝါအောင်ချက်ပြုတ်ပြင်ဆင်စားတောက်တကြတဲ့အယူခံတော်တလေးလေးကိုဖွဲ့ပြရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ကပြားအပိုင်းလေးကိုဆက်သွားလိုက်ကြရအောင်။အရသာကြီးခြံစသည်ကိုလိုနီခေအရောက်ခတ်ပါပြီမြောက်ဘက်ကဲရူရွာခုအခါမှာရှုစရာလေးညိုဝင်းချိန်မှုဆယ်ရှူရင်းပြန့်ပြက်ဟာမှာ ကန့်ပတ်ကားဆိုတဲ့ငားရည်နဲ့အနာတို့ချမောင်လေးကိုဒေါ်လီကြိုတဲ့ဟင်းကိုလေးတလင်းကျဲမှာမင်းဖွယ်ဆိုးလောက်နွားရည်မခင်ညီတလင်းမှာခွေတင်းချောင်းနဲ့ခုံလောက်ကြေချဇန်နီမာကိုတောင်းလအောင်ချက်ကျွန်းဖတ်ထက်မှာခူးလျက်ကယ်လင်းစွာပြူပြီးကာမအယတာကြီးခြံဆက်သည်ကိုမိမာမဖို့ညာမဖြုတ်ပဲ ကြပြတုတ်ပေါင်းစုံဆူဆူမှာကျိုးအောင်ထောင်းလို့ဆလောင်းငယ်လည်းပင် အဖုံးအင်းနဲ့ရခင်ချက်ဟင်းလျာကိုချွေးမညာအကုန်မောက်ပါလို့နှစ်ယောက်ပြိုင်မျိုးနေကြဟာမို့ဟိုမြေကငယ်ကျွမ်းဝင်ကိုနေမန်းခွေစံတော်ကိုစီက လွမ်းလာတယ်လေ၁၉ရာစု ဦးဝစီကကဲကြပြလေးကိုလည်းဖတ်ပြလို့ပြီးသွားပြီဆိုတော့ကြန့်ရှိနေတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့တငယ်ချင်း AVWK ကနေပြီးတော့ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင် ဆိုတော့အစ်မတငယ်ချင်းကအရှိကနေကြပြာအထိဖက်ပြပြီးသွားပြီဆိုတော့အကျန်ရှိနေရဲ့ကြပြာရဲ့အထိပ်ပဲကြပြာရဲ့ဆိုလိုရင်းနဲ့ခက်စစ်ကလေးကိုကျွန်မကဆက်လက်ပြီးပြပြပြီးသွားမယ်ပေါ့နော်ဆိုတော့ကြပြာရဲ့အထိပ်ပဲကိုမသွားခင်ခက်စစ်လေးကိုအရင်ဆုံးသွားလိုက်ကြရအောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကြပြာမှာပါရဲ့စကားလုံးလေးကိုနားလေပြီးတော့ကြပြာအထိပ်ပဲဖွဲ့ဆိုရဲခါမှာပို့ပြီးအဆင်ပြေချောမွေ့အောင်လုပ်ဖြစ်ပါတယ်ခက်စစ်ကြပြာအလင်းအမြန်ကန့်စီတာဒီ တီးတန့်ခွဲခြားထားသည်ကွန်မင်းတို့ယာယီဆန်ရတဲ့တော့ခုံလောက်အခြေသုံးခုဆိုင်လှုပ်ထားသောအောက်ခံပစ္စည်းခြံဆက်သည်ခြံထွက်ငြုတ်သည်ခွင်းတက်မှတ်ထားသော နေရာအပိုင်းချဆဲစီလာသောရေကိုကံပောင်ရွေးဖြင့်ဓာစီတို့လောင်းသည့်နေရာဆန်နီမှနေရဲနေသောဆန်ဆုံငြုတ်သည်စသည်ထဲ၍ထောင်းရံကျိတ်ရန်လှုပ်ထွားသောခွတ် တလင်းစပါးနဲ့ရမြေညီကွက်ညီညာအောင်ရှင်းလေးထားသောမြေမျက်နှာပြင်ဒေါလီကျိုတိုလီမိုလီစားပွဲတို့ကို ရောနှောကြချက်သည်ပတ်ရေကိုခတ်ထုတ်ပစ်သည်ပြန့်ပြက်ကျဲဝင်းသောရေပြင်မြို့ကတွင်မှမျောချသည် လပင်ဆလောင်ရှိုးတောင်စားရှိကြောက်ညောင်းတုတ်ပေါင်းကတုတ်ကရက်ရောပေါင်းသည် တော့ကပြားရဲ့အထိပယ်ကိုပြန်သွားကြရအောင်ပေါ့နော်ကပြားရဲ့အထိပယ်ရဲ့ပထမဆုံးအပိုက်ကိုသွားကြမယ်အရောက်ခတ်ပါပြီမြောက်ဘက်ကဲတို့ရွာအခုခါမှာရှုစရာလဲညိုဝင်းချိန်မှုဆယ်လျိုတွင် ပြန့်ပြတ်ဟာမှာ ကံပတ်ကစူတဲ့ငားရဲ့နှစ်အနာထွန်းချမောင်းနီကိုဒေါ်လီကြိုတဲ့ဟင်းကိုလေးတဲ့ဒီကပြားရဲ့အထိပ္ပယ်မှာဆိုရင်ကပြားရဲ့စာဆိုပါဘောနော်ကပြားကြီးရဲ့စာဆိုကရောက်ရခက်ခဲလာရဲ့ရွာမြောက်ပိုင်းမှာဆိုရှင်တဲ့အခုအချိန်အခါမှာတော့ကြီးစုစရာကဝင်းမဲ့နေပြီးရွှေရောင်တန်းနေတဲ့စဘာစိုက်ပြိုးထားတော့လဲမြေသာရှိပါမယ်တဲ့ဒီလိုဝင်းမဲ့နေတဲ့စဘာတွေကိုရိတ်သိမ်းပြီးတဲ့အခါမှာဆိုရင်တော့ကျဲဝင်းလာရဲ့ဆယ်တွေအတွင်းမှာကံပတ်ပြီးရလာတဲ့ငားနဲ့ အနာတွန်ချက်မောင်းနေကိုပေါ့နော်ရောနှော်ပြီးစာစုကငါချက်မောင်းချက်ပါတော့မယ်လို့ပြောထားပါတယ်ပေါ့နော်ဒါဆိုရင်ဒုတိယဘိုက်ကိုစသွားကြရအောင်ပေါ့နော် တလင်းကျဲမှာမင်းပွဲဆိုတော့နွားရည်မခင်မြေတလင်းမှာခွေထင်းချောင်းနဲ့ခုံလောက်ကေချစံဒီမကို တောင်းလာအောင်ချက်ကျွန်းဖတ်ထက်မှာခူးရက်ကဲ လင်စွာပြူပြီးခါမှာတဲ့ဒီကပြားရဲ့အတိတ်ပင်မှာဆိုလို့ရှိရင်ညင်းညာအောင်ညှိထားရင်မြေတလင်းကျဲကျဲမှာမင်းဆိုးရာစာရီလိုမျိုးနွားတရေတွေမခင်ပင်နေပေါ့နော်ဒီမြေတလင်းမှာဖိုခနောက်ဆွဲဟာလေးကိုချမယ်ပြီးလို့ရှိရင်ခွေလာရဲ့ထင်းချောက်တွေနဲ့စန်ဒီမောက်ကိုကော့နေအောင်ချက်ချက်ကပါရယ်ပေါ့နော် ပြီးရင်ရှေးအခါမှာဆိုရင်လေတဲ့စင်ပြီးချက်ပြုတ်စားတော့တဲ့အခါမှာအိုးခွက်ပကံဒီခွက်အိုးခွက်ပကံခွက်ရောက်တီထပ်ပေါ့နော်ကျွန်းဘက်ကိုရေပြောင်းအောင်ဆေးပြီးထည့်စားကြလိမ့် ထည့်စားကြလိမ့်ရှိရေပေါ့နော်ဆိုစာစုကလည်းကျွန်းဘက်ထဲကိုထမင်းခုခတ်ထည့်ပြီးခဲ့ပြီးကမှသူတို့အညာသူအညာသားတွေရဲ့ထုံစံအတိုင်းပေါ့နော်အဆက်ကလေးနဲ့စားကြင်လာရေပေါ့နော်ဒါကြောင့်မို့အချင်းဟင်းနဲ့အလိုက်ဖတ်ဆုံးဖြစ်တဲ့ငရုတ်သီးထောင်းကိုသူလှုပ်ဖို့လှုပ်ခဲ့ပေါ့နော် တတိယပိုက်ကိုထပ်သွားကြရအောင်ပေါ့နော်တတိယပိုက်မှာဆိုရင်အရသာကြီးခြံစက်သီးကိုမိမမဖုတ်ညမဖြုတ်ပဲကြပြတုပ်ပေါင်းဆုံဆိုးဆိုးမှာကျိုးအောင်ထောင်းလို့တဲ့ဆိုတော့အရှိကသူကချမောင်ဟင်းနဲ့လိုက်ဖက်မဲ့ငေယူသီးထောင်းလို့ကိုသူတွေးရေပေါ့နော်ဆိုတော့ငေယူသီးထောင်းကိုစပြီးလောက်တော့ပြင်ဆိုတော့အဲ့အခါမှာစာဆိုကငေယူသီးကိုမိမလည်းမဖုတ်ဘူးအညာလည်းမဖြုတ်ဘူးပေါ့နော် အဲလှစ်လင်းမြန်မြန်ပဲအကုန်လုံးရောပေါင်းပြီးတော့စုံဆိုးဆိုးမှစုံရလဲအကောင်းကြီးမဟုတ်ဘူးနော်စုံယူဆိုးဆိုးဆိုးမှချိန်ညက်နေအောင်မထောင်းဘဲနဲ့ကျိုးယုံမြအဲလေးစိတ်ကွဲယုံလောက်ပေါ့နော်အဲ့လိုပုံစံမျိုးလောက်ပဲထောင်းပြီးတော့ဆလောင်းဖုံးလေးကိုထည့်လိုက်ပါရဲ့ဆိုပြီးပုံစံမျိုးပြောထားရဲ့ပေါ့နော်ကဲအခုကတော့နောက်ဆုံးစပိုက်လေးကိုပြောဖို့အချိန်ရောက်ပြီပေါ့နော်ဆိုတော့နောက်ဆုံးစပိုက်လေးမှာဆိုရင်ဆလောင်းငယ်လက်ပင်အဖုံးအင်းနဲ့ရခင်ချက်ဟင်းလျာကိုချွင်းမညာအကုန်မောက်ပါလို့နှစ်ယောက်ပြိုင်မျိုးနေကြဟာမို့ ဟိုမြေကငေကျွမ်းဝင်ကိုနမ်းမှန်ခွင်စံတော်ကွန်းစီကလွမ်းလှရေလေ ဒီသူတို့ချမောင်ဟင်းနဲ့ဒီငရုတ်သီးထောင်းနဲ့စားဖို့အကုန်လုံးချက်ပြုတ်ပြီးတော့စားကန်ကြီးခမင်းတွေအကုန်လုံးဆလောင်းဝုန်းတွေထည့်ပြီးစားခိုက်အခါမှာပေါ့စားကန်ကြီးပြုတ်တဲ့အခါမှာပေါ့သူကဒီလိုအဆက်ဟက်တဲ့ပြီးအရသာရှိလာတဲ့ခမင်းကိုစားစွာသူချစ်ရသူနဲ့နှစ်ယောက်အတူစားနေကြပေါ့နော်သူရဲ့ချစ်ရသူနဲ့နှစ်ယောက်အတူအမြဲတမ်းစားနေကြဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဒီတခြားအနေအဝေးတနေရာသို့ရောက်နေတဲ့အတွက်ပေါ့နော် သတိရတန်တာစိတ်ဖက်စိတ်နဲ့ရန်နာပုံမြင်နေပြီးတော့မန္တလေးကနေပြီးတော့ဟိုးအဝေးမှာရှိနေတဲ့ငွေချမ်းစုကို ငယ်ကျွမ်းစီကိုပေါ့နော်လွမ်းစွန့်နေပါကြောင်းပေါ့ရေးဖွဲ့ထားတာပါဖြစ်ပါတယ်။အခုကျွန်မနောက်ဆုံးတာဝန်ယူပြီးတော့ရှင်းပြမယ်ခပြားရဲ့ဆိုလိုရင်းပိုင်းလို့ရရှိလို့ရခဲ့ပြီပေါ့နော်ဆိုတော့ခပြားရဲ့ဆိုလိုရင်းဒီကမ္ဘာ တစ်ခုတည်းမှာပဲဆိုလို့ရင်းရှိတာမဟုတ်ပဲねတခြားကပြားတွေစကပြေမှာလည်းသူ့ရဲ့တက်ဆိုင်ရတက်ဆိုင်ရဆိုလို့ရင်းနေရှိပါတယ်ပေါ့နော်ဒီအရသာကြီးခြံစက်သီးကပြားမှာဆိုလို့ရှိရင်เนาะစာဆိုကရန်နာဘုံခက်ကမင်းမှုတမ်းမဟုတ်တဲ့တောသူတောင်သားတို့ရဲ့ဘဝအခြေအနေတွေနဲ့ရှိလာလေးနဲ့ဝါချက်ပြုတ်စားတောက်တက်တော့အယိုးကန်တော်တော်လေးတွေကိုဖော်ပြထားရပေါ့နော်ပြီးလို့ရှိရင်အညာသူအညာသားတွေရဲ့အစာကောင်းလေးများဖွဲ့ဖွဲ့ရစားရပြီဆိုရင်ကိုယ့်ရဲ့ချစ်ရခင်ရသူတွေကိုသတိရလွမ်းဆိုးစိတ်မှဖြစ်ပေါ်လာတဲ့ပုံနဲ့ရှေ့ခက်မြမာပြည်ရဲ့ပအဝင်းစစ်အနေထားအခြေအနေကိုစားဖက် က်သူတွေကိုတိရှိစီလိုတဲ့ရွေးချယ်တဲ့စာဆိုကတိပြောင်းကိုရေးဖွဲ့ထားရတာပဲဖြစ်ပါတယ်။ဒီလိုပဲကျမတို့ရဲ့ creator သူမျိုးတဲ့မှာလည်းဒီဒီကပြားဆိုလိုရင်းတွေကလို့တောသူတောင်းသားလေးရဲ့ဘဝတောတလေးတွေကိုတိရှိစီလိုတဲ့ရွေးချယ်နဲ့လဲထည့်သွင်းဖော်ပြထားပါလိမ့်ရေပေါ့နော်။အခုကျမတာဝန်ယူထားရဲ့အပိုင်းလေးပြီးသွားပြီဆိုတော့ဒီကပြားရဲမှာဘလို့အလင်ကဘလို့ရတာဘလို့ခုံနေပါဝင်မလဲဆိုတာကိုတော့ကျမရဲ့တင်ငင်းချင်းဖြစ်သူ 0FGOY ကနေပြီးတော့ဆက်လက်ပြီးရှင်းပြပြီးတော့မှာပဲဖြစ်ပါတယ်။ အခုအရှိကတငယ်ချင်းနှစ်ယောက်ပြောပြီးသွားပြီးရနောက်မှာကျွန်တော်ကဆရာကြီးဖွဲ့စီရာအေးသားခဲ့တဲ့အရာသာကြီးချန်ဆက်တင်လွမ်းမြင့်ကြပြလေးတဲ့ကအလင်ကရတဂုံနဲ့နောက်ကြန့်ရှိနေတဲ့အရာလေးတွေကိုဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်နဲ့အတူအရာသာကြီးချန်ဆက်တင်ကြပြလေးတဲ့ကအလင်ကဘိုင်းကိုတွားကြည့်လိုက်ရအောင်နော်။ဒီကြပြလေးထဲမှာဆိုလို့ရှိရင်အာဆာဆူကရှီရလေးနဲ့အတူဝါအောင်စားတဲ့ ကြည်ရတော်တလေးကိုရိုးရှင်ရိုးရိုးရှင်းရှင်းနဲ့ပေါ့နော်ခေါ်ကြည့်ထားအောင်မလို့အခြားသောအလင်္ကာတွေကိုမတွေ့ရဘဲနဲ့ကြပြားရီထဲမှာအများဆုံးအတွေ့ရဆုံးဖြစ်တဲ့ဝင်ငေါ့ဥတီအလင်္ကာကိုပဲတွေ့ရှိရပါတယ်။ဥပမာအနေနဲ့ဒေါ်လီကျိုးတို့ငယ်ချမ်းဝင်တို့ပေါ့နော်နောက်ပြီးတော့ကြပြားရဲ့ရတပိုင်းကို ပြောရမယ်ဆိုလို့ရှိရင်စာစုကကြပြားရဲ့နောက်ဆုံးမှာ ဟိုမီကငယ်ကျွမ်းဝင်ကိုနေမန်းခွင်ဆန်တော်ကုန်းစီကလွမ်းလာတယ်လေဆိုပြီးတော့မန်းမီကနေမှအဝေးကငယ်ကျွမ်းစီကိုလွမ်းဆွနေရတယ်ဆိုပြီးတော့ရေးဖွဲ့ထားကြအောင်မလို့ဂယုနာရတခံစားရပါတယ်နောက်ပြီးတော့ရဟလေးနဲ့အတူရိုးရှင်းရှင်းဆက်ပြုတ်စားကအေးချမ်းလာတဲ့တောရတလေးကိုဖော်ကျူးရှိဖွဲ့ထားအကြောင်းမလို့ငြင်းရတဲ့တဏှာရတကိုလည်းခံစားရပါတယ်။ အဲ့ဒါဆိုရင်ကြပြရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ကုံအပိုင်းကိုရှင်းပြပေးမယ်နော်။ဆရာကြီးဖွဲ့စည်းရရဲ့အရာသာကြီးချမ်းဆက်တီကြပြဆိုလို့ရှိရင်လွန်ချင်းကြပြအမျိုးအစားဖြစ်တာအကြောင်းမလို့အချိုးရဲတစ်ခုစီရဲ့အဆုံးသတ်မှာလေးစွာလေးနဲ့အဆုံးသတ်ထားလေ။အဲ့ဒါကြောင့်မလို့ကာယံထက်နဘေထက်ကုံဖြစ်တဲ့မတုဒရာကုံမြောက်ပါတယ်။ပြီးတော့စာဆိုကပေါ့နော်ကြပြရဲ့ကြပြမှာဆိုလို့ရှိရင်တောသူတောင်သားတွေရဲ့ရိုးရှင်းလာတဲ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ရေးဖွဲ့ထားအကြောင်းမလို့စကားရှိအနက်လွယ်ကုံဖြစ်တဲ့ပတာရကုံလည်းမြောက်ပါတယ်။ နောက်ဆုံးမှာကျွန်တော်တို့ဖွဲ့နေတူအရသာကြီးချန်ဆက်ကြီးကဗျာရဲ့စာစုံမိတ်ဆက်ကဗျာအမျိုးစားကဗျာကဗျာရဲ့အထိပ္ပယ်ဆိုလိုရင်ခက်စစ်အလင်ကရတခုံတွေကိုလေးလာပြီးရဲ့နောက်မှာမိမိဘလောက်နားလဲခဲ့သလဲဆိုတာကိုဆက်စစ်ဖို့အတွက်လေ့ကျင့်ရမိကွန်းလေးလေးပြင်ဆင်ထားပါတယ်အလုံးမဲ့တူတူလိုက်ဖြေကြရအောင်နော်မိကွန်းနံပါတ်1အရသာကြီးချန်ဆက်ကြီးကဗျာသည်ကလတ်ကဗျာအမျိုးစားဖြစ်ပါသည်ကာကြီးကြွားကြီး ခါခွင်ဟန်ချင်းကားငယ်လွမ်းချင်းကားချင်းတိတ်တက်မိကုံးနံပါတ်2လွန်ချင်းကပြာသည်ជីနိုလန်ဆုဖွဲရများကိုဖွဲ့ဆိုထားသည့်ကော်လနစ်ဆုံးသောကပြာမျိုးစားဖြစ်ပါသည်။ကာချင်းဤခါခွေလေးကငယ်တင်းကာချင်းပဲ။ ေကွနံပါတ်3လပင်ဤအတိတ်ဘယ်မှာကွက်လက်ဖြစ်သည်ကာကြီးအုံဆောင်ခါခွေဆလောင်ကာငယ်အဖုံကာကြီးထမင်းအုပ်မေကွနံပါတ်4အရာသာကြီးချက်ဆက်သည့်ကြပြတွင်ပါရှိသောချက်ဆက်သည့်သည်မြစီအသည်ဖြစ်သည်နီကာကြီးခရံသည်ခါခွေဘူးသည်ကာငယ်ကြောင်ရှာသည်ကာကြီးငရုတ်သည် မေခွန်းနံပါတ်5အရသာကြီးချမ်းဆက်သည့်ကပြားကိုမိသိခေတွင် ရေးသားခဲ့သည်နီကာကြီးကိုလိုနီခေခါခွေလွတ်လပ်ရေးခေကငယ်ကုံးမောင်ခေကာကြီးအင်းဝါခေမေခွန်းနံပါတ်6ဖောဝစီရသည်တာမနေဘဝမှာပင်ကောလတ်စာပေရေးဖွဲ့ခြင်းကိုဝါသနာထုံးခဲ့သည်ကာကြီးဆောင်းပါခါခွေဝိတု ကောင်းငယ်ကပြားခါကြီး ပုံမြင်မေဂိုနမခွန်အရသာကြီးချမ်းဆက်ကြီးကပြားတွင်ပါရှိသောဒေါ်လီကြိုကြီးမိသည့်လင်ကမြောက်တနီကာကြီး ဥပမာလင်ကခါခွေယူပကလင်ကကောင်းငယ်ဝင်းငါဝတီလင်ကခါကြီးတေတယဝတီလင်ကမေဂိုနမရှိ အရာသာကြီးခြံဆက်တိကပြသည်မိတိတလေးကိုအခြေခံ၍ဤသားထသည်နီကာကြီးတောရတလေးခါခွေမြို့တလေးကငယ်နန်းတွင်တလေးကာကြီး တိုင်ဟင်းသားတလေးမေဂုံနမကိုအရာသာကြီးခြံဆက်သည့်ကြပြတွင် ပါရှိသောလေညိုဝင်းကျင်သည်မြည်သည့်အလင်ကမြောက်တနေကာကြီး ဥပမာအလင်ကခါခွေယူပကအလင်က ကားငယ်မိသန်ဆွဲအလင်ကကားကြီးဝင်ငါဝတီအလင်က မေကွန်းနမတ်30ဖိုးဝက်စီရသည်1236တွင်စတင်ထုတ်ဝေခဲ့သောကွက်လက်တွင် ဝင်ရောက်လောက်ကန်ရာမှပို၍ထင်ရှားလာခဲ့သည်ကားကြီးအင်းဝသတင်းစာခါခွေရန်နာဘုံနေပြီးတော့သတင်းစာကားငယ်မန္တလေးသတင်းစာကားကြီး ရန်ကုန်သတင်းစာ ခုနောက်ဆုံးမှာတော့ကျွန်တော်တို့အဖွဲ့နဲ့အတူဆရာဖဝက်စီရရဲ့အရာသာကြီးချမ်းဆက်သည့်သင်ခန်းစာလေးကိုလည်းအတူတူလေ့လာပြီးမိခွန်းနေလည်းအတူတူ ဖြေပြီးကြပြီဆိုတော့ကိုဘလောက်နားလည်လိုက်တယ်လဲဘလောက်မမိလိုက်တယ်လဲဆိုတာကိုတီးပြီးကြမယ်လို့မျှော်လင့်ပါတယ်ကြခင်ဖြစ်ဆိုရတော့မယ်စနစ်တန်းဆောင်ဝဲကြီးမှာလည်းအဆင်ပြေချုံးမွေးတာဖြစ်ဆိုနိုင်ကြပါစေလို့သူ့မွန်ကောင်းတောင်းရင်းနဲ့ပဲကျွန်တော်တို့အဖွဲ့ရဲ့ revision presentation လေးကိုအဆုံးသတ်လိုက်ရပါတယ်ရှင်